အလိုအားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါတယ် channel လေးကိုအစဉ်ဒီဇိုင်းအားပေးကြည့်ရှုနေကြတဲ့ကျွန်တော်ချစ်မိတ်ဆွေအားလုံးကျမချမ်းသာပါစေလို့ကျွန်တော်ဆက်တပါတယ်ဒီကနေ့ဗီဒီယိုလေးမှာတော့15ရက်နဲ့16ရက်နေ့6လပိုင်းအတွက်ထပ်မံဖိတ်ခေါ်ထားတဲ့ NGO အလောက်ကိုင်ခွန်းလန်းတွေကိုထပ်မံပြီးတော့ပေါ်ပြပေးတော့မှာဖြစ်ပါတယ်အဆုံးထိလိုက်ပါပြီးတော့နားဆင်ပြီးဖို့ ခေခေါ်ပါရစီနော်ပထမဆုံးတပွဲကိုကြည့်မယ်ဆိုရင် green ဆိုတဲ့ organization က chain state အတွက်ကို fee coordinator position ခေါ်ထားတာရှိပါတယ်နောက် do a organization ကတော့ကျွန်တော်တို့ position တစ်ခုခေါ်ထားပါတယ်တစ်ခုကရန်ကုန်နောက်တစ်ခုကမန္တလေးရန်ကုန်တက်ကတော့ construction manager position ဖြစ်ပါတယ်အဲမန္တလေးအတွက်လည်း construction manager ဆိုပြီးတော့ position တစ်ခုခေါ်ထားတာရှိပါတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် RMO organization ကရန်ကုန်တင်ကန်းကျောအတွက် NMA and HR assistant position ခေါ်ထားတာရှိပါတယ်။ KSM အဖွဲ့ကလည်းဘုကလေးထောင်ရှိအတွက်ကို AAP နော် accountability to affected population ဆိုတဲ့ကျွန်တော်တို့ position ကိုဖိတ်ခေါ်ထားတာရှိပါတယ်။ပြီးတော့ UNOPS ကလည်းမန္တလေးအတွက်ကို Programming Manager Emergency Response အတွက်ဖိတ်ခေါ်လာတာရှိပါတယ်။ MAG အဖွဲ့ကလည်းစကိုင်း region အတွက်ကို Community Liaison Officer ဆိုတဲ့ position ခေါ်လာတာရှိပါတယ်။အဖွဲ့စီနောက်တစ်ခုအနေနဲ့ဆိုရင် K International မြန်မာက position 3ခုဖိတ်ခေါ်ထားတာရှိပါတယ်။အဲမန္တလေး region အသစ်ပဲအားလုံးဖြစ်ပါတယ်။ပထမဆုံး position ကတော့ cleaner အဲ position ဖြစ်ပါတယ် financial ဝန်ထမ်းဖြစ်ပါတယ် now position တခုကတော့ cut ပါ security အတွက်က3နေရာတော့3ခုခေါ်ထားတာရှိပါတယ်3ရောက်ပါเนาะနောက်တစ်ခုကတော့ now position ကတော့ anime and logistic assistant ဆိုတဲ့ position 3ခုကိုခဲမြန်မာကမန္တလေး region အတွက်ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက်တစ်ခုကြည့်မယ်ဆိုရင် MYS organization ကလည်းရန်ကုန် location အတွက်ကိုကျွန်တော် mobile medical officer ဆိုတဲ့ position ပြေခေါ်ထားတာရှိပါတယ်။နောက်အလုပ်ကိန်းကကတော့ organization မဖို့ပြပဲနဲ့음မန္တလေးနဲ့ချင်း state location အတွက်ကိုကျွန်တော် project coordinator ဆိုတဲ့ position ခေါ်ထားပါတယ်။နောက် organization ကတော့ MDM ဆိုတဲ့အဖွဲ့ကရန်ကုန်အတွက်ကို project manager NRC အဖွဲ့ကလည်းစစ်တွေ camp base အတွက်ကိုကျွန်တော် shelter officer ပြေခေါ်ထားပါတယ်။နောက် position ။နောက်အလုတ်ကင်နဲ့ခုကတော့ organization မပေါ်ပြထားပါဘူး။အဲအလုတ်ကင်ကတော့ကျွန်တော်တို့ဒီအဲပါအပင် state အတွက်ဒီပဲ location အတွက်တစ်ခုပိတ်ခွန်ထားပါတယ်။ပထမတစ်ခုက mail officer အဲ position ဖြစ်ပါတယ်။ Now position တစ်ခုကတော့ human resource officer ဆိုတဲ့ position တစ်ခုကိုကျွန်တော်တို့အဲကရင်ပါအတွက်ပိတ်ခွန်ထားပါတယ်။ဒါပေမဲ့အဲ organization ပေါ်ပြထားခြင်းမရှိပါဘူးအလုပ်ကံခွင့်လန်းတွေရှောင်ပွေနေတဲ့ညီကူမိတ်ဆွေတွေအတွက်အခုပေါ်ပြပေးထားတဲ့အလုပ်ကံတွေနဲ့သက်ဆိုင်တဲ့ link တွေကို message box မှာခြံထားခဲ့ပေးပါမယ်အသေးစိတ်ကိုကျွန်တော်တို့ဝင်ရောက်လေ့လာပြီးတော့အဲရှောက်ထားကြည့်လို့ရပါတယ်ရှောက်ထားနိုင်ပါတယ်အလုပ်ကံခွင့်လန်းတွေကတော့အများကြီးရှိပါတယ်လို့အဲကျွန်တော်ပေါ်ပြပေးထားတဲ့ link ကနေတော့ဆင့်အသေးစိတ် ဝင်ရောက်လေ့လာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုရှောက်ထားရမလဲကျွန်တော်တို့ရှောက်ထားတဲ့ process တွေပြီးတော့ဘာတွေလိုအပ်ချက်ရှိလဲကျွန်တော်တို့ cover letter တွေ CV form တွေကိုကျွန်တော်တို့အဲတိစိတ်ဖော်ပြထားပါတယ်အဲပို့ပို့ရမယ်ပြပို့ရှောက်ထားရမယ် email တွေလည်းတိစိတ်ဖော်ပြထားတာရှိတဲ့အကြောင်းမလို့ဝင်ရောက်လေ့လာပြီးဖို့အကြံပြုပါရစေဗီဒီယိုလေးကိုစုံတိလိုက်ပါလေ့လာနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် channel လေးကိုလည်း like share and subscribe လုပ်တာပြဖို့လဲမြင်တာရက်ကမှာတယ်အချင်းချင်းမျှဝေခြင်းဖြင့်အပြန်လန်းကူညီပေးဖို့မြင်တာရက်ကမှာတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာပဲเนาะ